ညီကိုတို့အားလုံးပဲမင်္ဂလာပါနော်အခုအချိန်ကတော့ဒါပါဆယ်ထုတ်တဲ့အချိန်ပေါ့နော်နေ့လယ်2နာရီခွဲ2နာရီခွဲလောက်ဆိုကျွန်တော်စပြီးတော့ပါဆယ်ထုတ်တယ်အဲ3နာရီခွဲလောက်ဆိုလို့ရှိရင်နော်4နာရီမီတီကမှာကျွန်တော် Ryan ကိုကျွန်တော်ပြစ်စီခဲ့တယ်ပေါ့နော်အဲဒီနေ့ကတော့ဒီမှာဆိုလို့ရှိရင်ဒါဂျပန်ကမှာထားတဲ့ညီလေးပေါ့နော်အဲသူကဘာဖြစ်တာလဲဆိုတော့အမျိုးသားအဲဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကြာဆင်းတယ်ဒီအလုံးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးအလုံးလုံးရတာပေါ့နော်ညာဘက်အရေးပြက်တာတွေပါတယ်ရှိခဲ့ပေါ့နော်ရှိတယ်နောက်တော့အမျိုးသားဆွမ်းဆောင်ရည်တော့မနေ့ပိုင်းမိုးလင်းတာနဲ့ကိုညီလေးကမလန်းဘူးပေါ့နော်အဲအဲ့လိုမျိုးညီကိုလေးကြတော့ဒါသူ3လကမှ န်ထားတာ၊သုံးလသာမန်ထားတာကိုဒါကျွန်တော်ဒီဟာစီစဉ်ပြီးတော့လုပ်ပေးရမှာပေါ့နော်။ဂျပန်ကျတော့ပိုရတာနည်းနည်းခက်တယ်။ကာဂိုတေချာလေးကိုစုံသက်ပြီးမှတေချာလေးပို့ပေးရတယ်ပေါ့နော်။အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ညီကိုတွေမှာဂျပန်ကတေချာလေးမှာမယ်ဆိုလို့ရှိရင်ကျွန်တော်ကာဂိုဟိုတွေ့ထားတယ်ပေါ့နော်။အဲကာဂိုတွေ့ထားတယ်သူတေချာလေးပို့ပေးမယ်လို့လည်းပြောတယ်ဆိုတဲ့အကြောင်းအဲတကယ်လို့မှောက်ကျင်တဲ့ညီကိုတွေဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ချိတ်ဆက်မှထပ်ပြီးတော့ချိတ်ဆက်လို့ရတယ်ပေါ့နော်။ဒီကာဂိုနဲ့ပဲချိတ်ဆက်ပြီးတော့ကျွန်တော်ပို့ပေးလို့ရပါတယ်။သူကစီးနဲ့ပတ်သက်ပြီးတော့ကျတော့ဂျပန်ဝင်ရတာနည်းနည်းလေးခက်တယ်ပေါ့နော်။အဲ့တော့ဒီထဲမှာမပါမဖြစ်ကတော့ M Jolie ဆိုတဲ့ เนาะ MJ လေးဆိုတဲ့ဒီ C လေးပဲဖြစ်တယ်ပါเนาะ MJ လေးဆိုတဲ့ C လေးဖြစ်တယ် ဒီထဲမှာတော့ ingredient အနေနဲ့ community ပါဝင်တယ်နော်ဒီ cellular community ပါဝင်တယ်အမျိုးသားတွေမှာဆိုလို့ရှိရင်အဲပန်းကြိုးတာရဲ့တုတ်လို့မြန်တာရဲ့အဲနောက်တစ်ခုကျတော့ဒီအမျိုးသားဆက်ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ကြာဆင်းသွားတာရဲ့အဲနောက်တော့ကိုယ့်ရဲ့ stamina တွေနည်းနည်း out သွားတဲ့လူတွေပေါ့နော်နောက်တော့ safety မှုများတဲ့လူတွေအတွက်တကယ်ကိုကောင်းပါတယ်ရေရှည် planning နဲ့ဆွဲတောင်းရင်ကောင်းတယ်နောက်တော့စီဂျိုရဲ့အသွေးတူရတာမျိုးရှိနေလို့ permanent နဲ့ညီကိုတွေနောက်တော့အမျိုးသားဆက်ဆောင်ရေးကြာဆင်းပြီးတော့အိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းပฏิပက္ခနဲ့ပြိပက္ခပုံစံမျိုးလေးဖြစ်နေတာပေါ့နော်ကိုယ်အမျိုးသမီးကကိုယ်ကိုအဲတိတ်ပြီးတော့ဟောပေါ့နော်အဆင်ပြေဘူးလို့အဲထင် င်သွားတယ်ပေါ့နော်ထင်တယ်အဲ့မျိုးလေးတွေဖြစ်နေတဲ့ညီကိုတွေဆိုလို့ရင်ဒီ MJ လေးလေးကိုတခြားလေးဆွဲတော့ပြီးရင်လောကโอเคပါတယ်ဒီနေ့တော့ဘေးကွက်အန်ဒီလည်းမရှိပါဘူးနော်ဒါကတော့ကျွန်တော်တို့အရွယ်လေးဆိုလို့ရင်ပို့ပြီးတော့အကောင်းဆုံးပေါ့ဒါပေမဲ့အသက်ငယ်တဲ့သူတွေမှလည်းတောင်းနေပါတယ်နော်ဒီထဲမှာအတွေ့အလေးကတော့၅မျိုးလေးပါတယ်ပေါ့နော်အမျိုးသားဆွဲဆောင်ရေးနဲ့ပတ်သက်ပြီးတော့ဒါလာမေးတဲ့ညီကိုတွေဆိုရင်ကျွန်တော်တက်ပုံပြရတဲ့ဗီဒီယိုဖိုင်လေးပြရတဲ့ပြင်ဆေးလေးကိုကျွန်တော်ရှင်းပြပြီးတော့အဲသူတို့ဘယ်လိုတောင်းမလဲဆိုတော့ပြောပြပြီးတဲ့ဆောင်းရင်ရှောင်းရင်အချက်တွေပါကျွန်တော်ပြောပြပေးပါတယ်ဟုတ်ကဲ့ပါဒါတော့အဲဒီဂျပန်ကိုဒါဒီနေ့ကျွန်တော်ပို့ပြလိုက်ပါပြီနောက်ပိုင်းကျရင်သူ့ကိုဘယ်နေ့ရောက်မလဲဆိုတော့ follow up ပြန်လိုက်ရမှာပေါ့နော် ကျေးဇူးအများကြီးတင်ပါတယ်ဒီကလေးတို့နောက်ထပ်မှာယူခြင်းနဲ့ Time Malaysia Singapore Japan Laos မှာယူခြင်းနဲ့ညီကိုတွေအကုန်လုံးစနစ်ကြပါအောင်ကျွန်တော်တေချာလေးပို့ပေးပါရနော်ဘိုင်ဘိုင်ပါ